ားလုံးပဲမင်္ဂလာပါခင်ဗျာရီထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ size ဆရာနိုင်မြင့်ရေးသားထားတဲ့အနေဝေးတိဦးလေးတယောက်ဆိုရဲဝိတုရှိတပုတ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြီးကြပါခင်ဗျာအနေဝေးတိဦးလေးတယောက်ကျွန်တော်အမေအသေးခွဲစိတ်ရသဖြင့်ဆေးရုံမှာနှစ်ပတ်ကျော်ခန့်နေရသည် စေယုံမှာပြန်ဆင်းလာတော့အခါလက်ရှိနေထိုင်သည့်လေးလောက်အတိုက်ခန်းကိုချက်ချင်းမတတ်နိုင်သေးထို့ကြောင့်ကျွန်တော်တို့တိုက်ခန်းနေနေတော့ညီညီထက်တိုက်ခန်းတခန်းကို6လနေထိုင်ဖို့၅ရံပေးရသည်ဒီတော့အတွင်းကျွန်တော်တို့ဒီအမိစင်းုံတရသည့်ကိစ္စအားဆွေမျိုးရင်းချာများလောက်ကသာအတိပေးသည်အခြားအတိမိတ်ဆွေများကပါတည်င်းလာမေးရင်စကားလာပြောနေအမိသည်စကားများများမပြောချင်တော့ကြောင်ဖြစ်သည် မူလတိုက်ခန်းတွင်အဖင်နှင့်ကျွန်တော်နေပြီးငားထားသောမြင်ကြီးတက်တွင် အမိကိုအတော်ဝင်ခွဲတရောက်သူနာပြုတ်အကူတရောက်ငားရေရှားရီထားရသည်ကလင်ကလင်နေခင်းတနားရီလောက်တွင်တိုက်ခန်းရှိကယူခေါ်ခေါင်းလောင်းတီးလန်ကြားရသည်ဖြင့်ဖတ်ချင်မိသည်ဟာဦးခင်ကြီးပါလားပြောပြီးကျွန်တော်တိုက်ခန်းတကားဖွင့်ပေးလိုက်၏ ဥက္ကင်ချင်းလာတော့အကြအချိန်မှာအဖြစ်မရှိကိစ္စတစ်ခုရှိရဲ့ပြင်သွားနေခိုင်ဖြစ်သည်ဥက္ကင်ကြီးသည်အထဲသို့ရောက်ရောက်ချင်းစူပါဘော်တွင်ထိုင်ချလိုက်သည်အုတ်ထုတ်ကိုချွတ်လိုက်ပြီးသူ့လက်ထဲတွင်ဆွဲထားဆွဲလာတော့ချင်းနှောင်းကိုကျွန်တော်အားပေးသည်အမနေမကောင်းမှုဆိုလို့အမကြီးနဲ့မမအေးတို့ကပြေးလိုက်တာစက်သားပြုတ်တွေနဲ့ဘဲဥတွေရောတော်ချက်ဥတွေပါပါတယ်မကွဲစီနဲ့ကျွန်တော်ဒီစက်သားပြုတ်များကိုအိုးထဲမှာရဲလိုက်ပြီးချိုင်းကိုစီကြောပေးလိုက်သည် ထွနာပဆိုးအစ်တတထဲကိုထုတ်ပြီးလက်ဆောင်ပြလိုက်သည်ဥခင်ကြီးကပဆိုးကိုကြည့်လိုက်ပြီးကချင်ပဆိုးပါလားကွာဥကြီးတို့အရွယ်ဝတ်ပဲဟုပြောပြီးသဘောကျနေသည်ကျွန်တော်ဒီဥခင်ကြီးကိုလမ်းစေးအဖြစ်တိုက်ဆက်တတောင်းပြလိုက်သည်ထွနာအမေကိုတရင်မေးချင်တယ်ဟုဆိုသည်ဖြင့်အမေနေသည့်မြင်းကြီးချက်တို့သူ့ကိုလိုက်ပူလာသည် အနာရင်သူနာပြုအကူမင်းကလေးရှိနေတဲ့ဖြင့်သူနာပြုကို အမိအတွက်24နာရီငားထားရတယ်ဟုပြောလိုက်ရာဥခင်ကြီးက "Oh, specialness ပေါ့24 hour" ဟုပြောသည်။သူနာပြုအပြုကုမင်းကလေးမှာရည်ရှင်တယ်လို့ဖြစ်သွားသည်ကိုတတိပြုမိလိုက်၏။ကျွန်တော်တို့အဖိုးကတော့ယူနေပြီ။အမိကို7မိနစ်ခန့်တရေမေးပြီးသည်နောက်ဥခင်ကြီးပြန်မိပြုသည်။အတော်ဝန်ခွဲကအမိဘက်ကဖြစ်သည်ဖြင့်သူနဲ့တိတ်မရင်းနှီးလာပါ။ဘာနဲ့ပြန်မာတော့ဟုမေးတော့ တက်စီနဲ့ပဲပြန်မည်ဟုပြောသည်တက်စီနှင့်သုံးခွကားခိတ်ကိုစီးမည်သုံးခွကိုသွားမည် ABC ဂိတ်မှသုံးခွစုပေါင်းတက်စီတက်စီစီသုံးခွတို့ရောက်တော့မှတရားရွာတို့ဆိုင်ကယ်ကယ်ရီစီးပြီးပြန်မည်ဖြစ်သည် အခုပြေးလိုက်တော့ချက်သားနှင့်ချုပ်တွေကအဖေဤအမနှစ်ယောက်ဖြစ်သောဒေါခင်စောနှင့်ဒေါခင်အေးတို့ပြေးလိုက်တာဖြစ်သည်ဒေါခင်စောကိုအမကြီးဟုခေါ်သဖြင့်ဒေါခင်အေးကိုရောမမအေးဟုခေါ်ကြသည်ကျွန်တော်ဒီဥခင်ချီကို great taxi ခေါ်ပေးလိုက်သည်မြေပုံထဲမှကြည့်လိုက်ရာ taxi ကနောက်9မိနစ်လောက်မှရောက်လာပြီဖြစ်သည်ဦးခင်ကြီးဤလက်ကိုကြည့်လိုက်တော့ရွှေလက်စုပ်သုံးခွင်းကိုလက်ကလေးမှာတခွင်းလက်တကြွနဲ့လက်တန်းမှာနှစ်ခွင်းစင့်ဝင်ထားသည်ကိုတွေ့လိုက်ရသည်ဦးကြီးတဲဟုတ်ပါလားရွှေနဲ့ငွေနဲ့ဖြစ်နေပြီဒီလိုပဲကွာစုဆောင်ထားတာပေါ့ဒါနဲ့ဦးကြီးမိန်းမနဲ့ဘယ်တော့ပြန်ပေါင်းမလဲလာမယ့်ຫນွေပြန်ပေါင်းဖို့ညောက်စလို့စဉ်းစားထားကြတယ်ဦးကြီးတက်ကော 60လေးရောက်ပြီကွာဒါနဲ့မင်းဖုန်းနံပါတ်ငါ့အပေးစမ်းပါဦးမင်းကစာလေးဗာလေးရေးတယ်ပြောလို့ဇက်လိုင်းလေးဗာလေးရရင်လမ်းပြောမလို့ကျွန်တော်ကဖုန်းနံပါတ်ကိုပြောလိုက်ရာဥခင်ကြီးကသူ့ဖုန်းထဲမှာနံပါတ်မှတ်လိုက်သည်ဥခင်ကြီးဖုန်းသည်ရိုးရိုးခလုတ်နေသော keypad ဖုန်းကလေးမျှသာဖြစ်သည် ထိုစဉ်ခေါ်ထားသော great desila တစ်ဖြင့်ဥခင်ကြီးလိုက်ပါသွားသည် ။သွားပြီးငါတို့ရေးနောက်မှပဲတွေ့တော့မယ်။အသက်60ကျော်မှလူငယ်တွေလိုအမျိုးသမီးနဲ့ပြန်ပေါင်းခန်းဖွင့်မိ။ကျွန်တော်ဦးလေးဖြစ်ကတော့အမိမောက်လည်းမတက်လာပါ။သို့တော်လည်းသူပြောတိုင်းကိုယာနှုံးပြင်ယုံကြည်လို့မရသည်ကတော့တစ်မျိုးလုံးတစ်ဆွေလုံးအတည်ပင်ဖြစ်သည်။ဥခင်ကြီးဒီကျွန်တော်အဖေညီအရင်ဖြစ်ဒီနာမည်အရင်ကဥခင်ကြီးဖြစ်တော်လဲကျွန်တော်တို့ကသူ့ကိုဥချီဟုပဲခေါ်သည် ကျွန်တော်အဖေတွင်မွေးချင်းစုစုပေါင်း9ယောက်ရှိပြီးသူကအငယ်ဆုံးဖြစ်သည်အကြီးဆုံးကဥခင်မောင်သူ့အောက်ကဒေါခင်စောဒေါခင်အေးပြီးတော့ကျွန်တော်အဖေဥခင်လိုက်အငယ်ဆုံးကမှဥခင်ကြီးဖြစ်သည်မွေးချင်း9ယောက်စလုံး၏နာမည်များတွင်ခင်တွေပါပြီးဥခင်ကြီးကိုမွေးဖွားချိန်တွင်တော်တော်လေးနှောက်ကြသဖြင့်အကြီးဆုံးဥခင်မောင်နှင့်ဆိုလျင်အသက်ချင်းကတားဖောက်လာกว่าသည် ။မွေးချင်း၅ယောက်ထဲတွင်ကျွန်တော်အဖေသာတမိပေါက်၁ယောက်ထုံးဆိုသလိုဝဲရ၁ယောက်ဖြစ်ပြီးသူ့အထက်က၃ယောက်ကမူဒေသရှင်စာဖတ်တဲ့ယုံဘုံကြီးချောင်းပညာရေးအစင်သာရှိသည်။ အဖေဤမိဘများမှာတောင်တူလက်သမားများဖြစ်ကြသည် အကြီး၃ယောက်မွေးဖွားခြင်းတွင်စီးပွားရေးကလည်းတိတ်အဆင်မပြေသဖြင့်တားသမီးများကိုလယ်ထဲတွင်ခိုင်းမှုခက်ဆော့ဆော့ကလေးကကြောင်းထုတ်ကြသည်အဖေကြောင်းနေသောအချိန်မှသာလျှင်စီးပွားရေးကလည်းအထိုက်လျောက်အဆင်ပြေလာသည့်အပြင်ရွာတွင်လည်းတွဲဖက်လယ်ထဲကြောင်းဖွင့်သဖြင့်ရှစ်တန်းအထိထားခွင့်ရရှိခဲ့သည်ထို့မှတပံ၉တန်းဆယ်တန်းသို့ရောက်သောအခါကြောက်တန်းမြို့ပေါ်ရှိအသည့်အိမ်တိုင်တွင်ကြောင်းသွားနေခြင်းဖြင့်ဆယ်တန်းအောင်မြင်ခဲ့ခြင်းဖြစ်သည်အဖေနှင့်ဦးခင်ကြီးသည်အသက်၉နှစ်ခန့်ကွာသည်ဦးခင်ကြီးတို့လက်ထက် က်ရောက်သောခါရွှာတွင်အစိုးရချက်တန်းချောင်းရှိလာပြီးဖြစ်သည့်သို့တော်လည်းဥက္ကင်ကြီးကအကြောင်းမနေငားတန်းနှင့်အကြောင်းထွက်သည့်အဓိကအကြောင်းပြချက်ကတော့ geometry ဟုခေါ်သောသင်္ချာနှစ်ကိုနားမလည်သောကြောင့်ပင်ဖြစ်သည်ဟုအကြောင်းပြသည်။ပညာရေးကိုဝိတရားတစ်ခုနှင့်ဖြစ်သာသဘောထားပြီးပင်ကိုအားဖြင့်သိအားမပြီးသောအဘိုးနှင့်အဘွားကဥက္ကင်ကြီးကိုအကြောင်းထွက်ခွင့်ပေးခဲ့သည်။ဥက္ကင်ကြီးအကြောင်းထွက်ပြီးမကြာမီတွင်အဘိုးကပန်းနာရင်ကျယောဂဖြင့်ကွယ်လွန်သွားခဲ့သည်။ထွေချိန်တွင်ဥက္ကင်မောင် တော်ခင်စောနှင့်တော်ခင်အေရိုကလည်းအင်တော်ကိုစီကြနေချိန်ဖြစ်သည်အဖေကလည်းတခြားကျွာကျွာတွေမူလာတန်းပြဆရာလုံနေသည်ထို့ပြင်အဖေကဆလာ စာသာတင်တတ်သည်လေမထွန်တတ်စဘာမရိတ်တတ်ထို့သောသောလေယာအလုတ်တွေကိုလည်းစိတ်ဝင်စားခြင်းမရှိထို့ကြောင့်အဖွားသည်လေကိုဦးစီလောက်ကင်ပေးမဲ့သူမရှိသဖြင့်လေများကိုအဖေ့အထက်ကအကြီး၃ယောက်ထံရောင်းလိုက်သည်သူတို့ကလည်းပြေလေမပေးမီဆိုကနည်းနည်းချင်းဖက်ဆက်သဖြင့်နောက်ဆုံးတွင်အဖွားသည်ငွေကောင်းခွဲကလေတွေဆုံးဟသောဘဝသို့ရောက်ရှိသွားသည်ထိုအချိန်တွင်တစ်စက္ကန့်ထလာသူကဥခင်ကြီးဖြစ်သည်အသက်ကလေးက၁၄၅နှစ်လူပြိုပေါ့ဆာရွယ်သို့ရောက်ရှိလာသဖြင့်အဖွားကိုဆက်ပင်စည်းခြင်းသည်ဟု ပူဆောင်ကြတည်အပွားမကဝင်ငွေကမရှိတော့ထို့ကြောင့်လက်ထဲတွင်စုဆောင်ထားလက်ထဲတွင်စုဆောင်ထားသောရွှေတိုရွှေစားလေးများကိုထုခွဲပြီးစက်ဘိန်တစီဝယ်ပေးလိုက်ရသည်စက်ဘိန်ကအိန္ဒိယရာလေးစက်ဘိန်ကြီးဖြစ်သည်ဦးလေးဦးခင်ကြီးသည်ထိုရာလေးစက်ဘိန်ကြီးရလာတော့ ရလာတော့ရွာထဲလက်လဲစီးပြီးလူပြိုလဲတော့သည်တခါတရံတခြားရွာများကိုပါလက်လဲစီးတော့သည်ဆက်ပင်ရှားပါသောခစ်ပဖြစ်ခစ်သည်ဖြင့်ဥခင်ကြီးဆက်ပင်စီးလာနေအခြားရွာကကလေးများမှာဆက်ပင်နောက်ကနေပြေး၍လိုက်သည်ဟုဆိုသည် ကျွန်တော်မမိသေးသည်ကျွန်တော်တို့ရွာသည်မြောက်ဖက်ကန်းနှင့်တောင်ဖက်ကန်းနှစ်ချမ်းရှိသည့်အနေအဖေကတောင်ဖက်ကန်းသားဖြစ်ပြီးအမေကမြောက်ဖက်ကန်းသူဖြစ်သည်အမေကလည်းဆရာမတူဦးမင်ဖြစ်သည်အဖေနှင့်အမေအကြောင်းပါပြီးနေရာစလုံးကတင်နှင်းများ တက်ချိန်တွင်ကျွန်တော်ကအမေဘက်ကအဖွားဖြစ်သူနေနေရသည် အမေဘက်ကအမညီမများကကျွန်တော်ကိုဝိုင်းဝန်း၍ထိမ့်သိမ်းစောင့်ရှောက်ပေးသည်အဲ့ဒီတုန်းကကျွန်တော်အသက်3နှစ်လောက်ပဲရှိအောင်မြည်ဒုခင်ချီဒီသူဤရာလေးစပိန်ကြီးစီပြီးကျွန်တော်စီရောက်လာသည်ထို့နောက်ကျွန်တော်ကိုစပိန်ဤဘာတန်းပေါ်တွင်တင်ခါအနီးအနားလက်လက်တွန်းသည် မုတ်ဆိုင်ကလေးတွေမှာမဟုတ်ဝဲချွေတတ်သည် ျွန်တော်ကိုမျက်လက်များစကားစကထားဝက်နီးများကိုတင် जा ပေးသည်ကျွန်တော်ကလည်းเจ้าမဏိယဒေးသည့်အရွယ်ဖြစ်သည်ဖြင့်ဥခင်ကြီးလာလင်ပြောနေတတ်သည်ဥခင်ကြီးသည်အသက်၁၈၁၉တွင်ရည်စားထားသည်သူ့ရည်စားကသူ့ထက်နည်းနည်းငယ်သည်အလောက်ကင်ကတော့တမန်ရှင်လုပ်ငန်းဖြင့်အသက်မွေးသောမိသားစုဖြစ်သည်တမန်ထောင်ထားပြီးငပိပေါ်ချိန်တွင်အနောက်ချောင်းခေါ်တော်ဖြာပုံဖက်မှတင်၍ရွာမှရှောင်းသည်တရက်သည်ပေါ်ချိန်ရောက်လျင်တရက်သည်များတင်၍ရွာမှရှောင်းသည်ဥခင်ကြီးသည်အသက်၂၀ခန့်မှပင်မိမရှင်မြ င်ဟုအဖွားကိုပူဇော်တော်သည်အဖွားရင်အဓိကပြဿနာကတော့ မင်္ဂလာဆောင်ပေးเสียပါစံမရှိ ထွဲခါဥခင်ကြီးကမင်္ဂလာမဆောင်ပေးလင်မပေးလင်သူထွက်ပြေးမီဟုချိန်ချောက်သည်နောက်ဆုံးမှာတော့အဖွားသည်ကြံရမရသည့်အစုံအိမ်ရောင်းကမင်္ဂလာဆောင်ပေးလိုက်ရသည် ထို့ပြင်မင်္ဂလာလက်ဖွဲ့ပစ္စည်းများကိုပင် သူ့မိန်းမဘက်ကအကုန်သိမ်းယူသွားသဖြင့်ခြေမဲ့လက်မဲ့ဖြစ်သွားသည်အရင်ချုပ်လိုက်တော့အိမ်ပြုတ်တာပဲအဖက်တင်ကအဖွားအိမ်ပေါ်ကနေဆင်းပေးခဲ့ရတော့သည်ဤစရာကလည်းတခြားမရှိ၍ ตาจีดอกขินจีอีเลแท้ตัวไลค่าชวยมาญัตนาจีปีเนียดอกบัวเนียดอกบัวตัวยောက်ชีตาดีตะมีมะกะตูรุเนณีบาหูပြောတော့แลอภวากะมูตะแมจွေญัตนาจีเนียมาแท้ซายินชวยมาญัตนาจีเนียรากะต่อดีเดเอหุดาเยยติตาจีอุเคมองอีสีบายเยมาตุญิมะเนยောက်ล่ะไม่ก้องดอแลตุนีตุหันเนดออสินเปดีပါကြီးတို့တဲကလေးနေရာတွင်ချောင်းကနှခွဖြစ်သွားသဖြင့် သူ့ကိုနှခွခင်မဟုခေါ်လဲခေါ်ကြသည်ဘဲမွေပြီးဘဲကောင်ရည်တော်တော်များများရှိသည်ဘဲဥများကိုတော့သူပိုင်တမန်မတော်လေးဖြင့်သုံးခွမြို့သို့သွားပို့တတ်သည် သုံးခွမြို့တွင်သူ၏ဖောက်တများရှိသည်အဖွားနေစရာမရှိသည့်ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်ဤချီတော်နေရောက်ကတော့ဒေါခင်ဥခင်ကြီးကိုတတော်လေးစိတ်နာသွားကြသည်သို့တော်လည်းမောင်ငယ်ဆုံးကလည်းဖြင့်ဥခင်ကြီးတဘာဝကလည်းပြန်မပြောနားမထောင်တတ်သည့်အစားတွေကမို့ကြာရှည်စိတ်နာ၍မရပါကြီးတော်နေရောက်ဤခင်မုန်းများကလည်းလဲကိုသာဖိဖိစီစီလို့သဖြင့်ဧကများတိုးွားလာပြီးစီးပွားရေးပါတဖြည်းဖြည်းတက်လာတော့သည်ညီမနေရောက်ဤပိုင်ဆိုင်မှုအခြေအနေကလည်းနှင်းလားငါလားဖြစ်လာသည်အဖေနှင့်အမေဒီလည်းမူလာတန်းမှဒီအလဲတန်းအလဲတန်းမှဒီအထက်တန်းပြဆရာယာသူများကိုတဖြည်းဖြည်း တိုးလာခဲ့သည်ကျွန်တော်ရှစ်တန်းရောက်သောနှစ်တွင်အဖေသည်ရန်ကုန်မြို့ပေါ်ရှိကျောင်းတချောင်းတို့ဆက်တင်ကျောင်းသည် နောက်အမေကကျွန်တော်ကိုရန်းနှစ်မှာရန်ကုန်မြို့ပေါ်ရှိနောက်တချောင်းတို့ပြောင်းမိကြခဲ့သည်ဒီလိုနဲ့ကျွန်တော်ပါရွှေနှင့်ခွဲခွာပြီးကိုရန်းဆယ်တန်းကိုရန်ကုန်မြို့ပေါ်မှသာလင်ဖြတ်တန်းခရလေတော်သည်ကျွန်တော်ဆန်းမ်းစာမှုပွဲဖြေဆိုပြီးတက္ကသိုလ်မတက်ခင်စကြာကာလတွင်ရွာတို့ပြင်ကကျူရှင်ဆရာတက္ကနာလုပ်ခဲ့ပါသည်ထို့စဉ်ကကျွန်တော်တို့ရွာမှာကျူရှင်များမရှိသေးပေ ကျောင်းတစ်ခုတည်းကသာအားကိုးရသောအခြေအနေဖြစ်ပြီးကျွန်တော်ကကျူရှင်ဖွင့်လိုက်တော့အထူးအဆန်းသက်ပွဲဖြစ်ပြီးလာတဲ့ကြသည်တစ်ဖက်များတဲ့တွင်ရွယ်လူတန်းသူတွေလည်းပါသဖြင့်ကျွန်တော်ထက်အသက်ကြီးသူတွေလည်းပါသည်ကျွန်တော်ကငွေတရာချက်နဲ့တင်ချားခြင်းတယောက်ကိုငွေတရာချက်နဲ့တင်ချားခြင်းဖြစ်ပြီးလူ90လောက်ရရှိသဖြင့်ကျွန်တော်၏ဝင်ငွေသည်တစ်လ9000ခန့်ရခဲ့သည်ချွာရင်အမိဘက်ကအမွေဆိုင်အင်ကြီးရှိသေးသည်ထွေရင်ကြီးမှပင် အမိဘက်ကအမတရား မြမတယောက်ရှိသည်အမေအမကတော့ရခင်ကတမဝိုင်းမဆိုင်တွင်စိုင်းတာဝန်ခံလုပ်ခဲ့ဘူးတော့လဲနောက်ပိုင်း၌တမဆိုင်များမရှိတော့မရှိတော့သူလည်းမလုပ်ဖြစ်တော့မြမကတော့ရွာเจ้าမှာပဲအလဲတန်းပြဆရာမပြန်လုံနေသည်အဖေဒီလဲထိုအချိန်ကကျောင်းဆရာများကျူရှင်ပြလင်ဖမ်းမိစီးမိဟူသောအမိန့်များကြောင့်အလုကထွက်ပြီးအပြင်ကျူရှင်ပြနေသဖြင့်အထိုက်အလျောက်အဆင်ပြေသည်ထို့ကြောင့်အဖေဒီကျွန်တော်အဖေကိုတတ်ထလေပုံမှန်ငွေထောက်ပံ့ဖြစ်ခဲ့ပါသည်တိုးတော်လဲတလာချင်း မျိုးပေးသည်မဟုတ်ပဲလူကြုံရှိမှသာပေးရမည်လများအတွေ့စုပေါင်းကပေးခြင်းဖြစ်သည်ကျွန်တော်ဒီရွာမှပြန်၍ကျူရှင်တင်တော်လဲရန်ကုန်နှင့်ကုချီတန်းချီလုံးနေသဖြင့်များသောအားဖြင့်အဖွားအတွေ့အဖေးဤထောက်ပံ့ကြတော့ငွေကိုကျွန်တော်ကပဲယူသွားတာများသည် ကျွန်တော်ဒီကွာမှာသူရှင်ပြန်တင်တော့မှာပဲဥခင်ကြီးအကြောင်းများကိုပို့ရချရသည်ဥခင်ကြီးသည် ရောက်ခမချန်နယ်တွင်အိမ်တေးတေးလေးတလုံးစောက်ခါနေပြီးခလေးနှစ်ယောက်ရနေပြီဟုသိရသည်စိုးတီကဘယ်လောက်ကိုမှလက်ကြောချင်းအောင်မလုပ်ချင်းမင်ဖြစ်သည်ရောက်ခမတမန်ကအနောက်ချောင်းဘက်သို့တရက်သည်ဒုမဟုတ်ညပိတင်သွားမည်ဆိုလျှင်ဥခင်ကြီးကဝိထုဆောင်များကိုယူသွားလေရှိသည် ျွန်တော်တို့ရွာရှိဆောင်ငားဆိုင်လေးတွင်တိုင်းစာအုပ်များရှိသဖြင့်ဥခင်ကြီးသည်တိုင်းဝှစ်ထုအုပ်တွဲများကိုငားရန်သွားလေရှိသည်ပြီးလင်တမန်ပေါ်မှာဘာလို့ကိုမှမလုပ်တိုင်းဝှစ်ထုများကိုသာဖက်သည်တခြားတမန်သမားများချက်ပြီးတော့ထမင်းကိုစားချိန်တန်လင်းစားသည်ဥကြည်နှင့်တမန်ပေါ်တွင်အတူလိုက်ဖူးသောညို့ဦးဆိုသည့်လူတစ်ယောက်ကကျွန်တော်ကိုပြောပူသည်မင်းဦးလေးကိုခင်ကြီးကငါရောက်ဖပါပဲကွာပြောရရင်မကောင်းအောင်ပါဘူး ဘလောက်ပြင်းလဲဆိုတော့တမန်နဲ့ရေဝင်လာတော့မပက်ဘူးရေဘလောက်ပဲဝင်ဝင်ချက်တဲ့သူတွေကပဲမနေနိုင်လို့လောက်လာတာဒါပြင်ခင်ဗျားတို့ပြောချင်တယ်ဗျာပြောလဲမကြားချင်အောင်ဆောင်နေတာကွာသူပြောမဲ့အစားကိုယ်တိုင်ထထုတ်လိုက်တာမှမမြင်သေးတယ်ဒါပေမဲ့သူ့ကိုလူမမုန်းတာကချက်တဲ့လူတွေကသူ့ကိုဘာပြောပြောဘာမှပြန်မပြောဘူး ဥက္ကင်ကြီးသည်ထိုးထိုးသောပြင်းရည်ပြီးလက်ကြောမတင်းလာတော့လဲတစ်ဖက်သားကိုဆွဲဆောင်နိုင်သောအကြီးအချင်းများကရှိသည်အထူးသဖြင့်ကာလာသားလူပြိုများလူပြိုများကိုပီရစေမျက်နှာပွင့်စင်အဆရှိသောစေးနီးဖော်နီးများပေးသည်ထိုးစေးများဆွမ်းမဆွမ်းတော့ကျွန်တော်မသိညီလေးတို့မိန်းကလေးတယောက်ကကိုကိုကြိုက်မကြိုက်သူ့ရဲ့မျက်လုံးကိုအခက်ခက်ကြီးသိနိုင်တယ်ကွာမျက်လုံးဆိုတာဆက်ရက်တကားပေါင်းလို့စောက်တော့မှဖက်ဘူးတယ်ကွာအပြောချို့လို့လိုတယ်ကွာအပြောချို့မှအပြူချို့ကိုရပါ တိုးတော်ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားညံနေသူများကသူပြောစကားကိုယုံကြည်သည်သူနှင့်တတ်ထူရသူတွေကရောငယ်သူတွေကပါသူ့ကိုနာမည်အရင်မခေါ်ကြဘိုးကြီးဟုသာခေါ်ကြသည်ကျွန်တော်တငယ်ချင်းတွေကပါသူ့ကိုဘိုးကြီးဟုခေါ်ကြပေမဲ့သူကတော့ဘလို့မှသဘောထားဟန်မတူဘူး နောက်ပိုင်းသူနှင့်တွေ့သည့်အခါစကားပြောနေပါဇက်ကအရက်နှံ့ကိုရှမ်ပန်ရှန်ခါရလာတတ်သည်စကားပြောနေလည်းအင်္ဂလိပ်စကားအချို့အပဲ့များကိုညှက်ပြောတတ်သည်ကျွန်တော်နှင့်အကြောင်းအရာတစ်ခုကိုညင်းခုန်ကြရင် men philosophy က네သေးတာနှုသေးတာဟုပြောသေးသည်ဦးကြည် philosophy ကိုအင်္ဂလိပ်လိုစာလုံးပေါင်းပြပါဟုပြောလိုက်တော့ဘာမှပြန်မပြောကျွန်တော်ကမကြည့်ပြီးအချင်းဖြစ်ချင်သည်မိရထားဘော်ကစီးချွန်ညာရောင်းတည်သူတွေလိုစိန်ကားမှဖျားဖြစ်ဘိန်းစားမှမရချစ်အလိုကြီးတယ်လို့လဲငွေရှာမလို့နဲ့အကိုအကိုကြီးရဲ့လို့လဲမိကညာမရောနဲ့ဆိုတော့နဗီထက်စကဲမျိုးတွေကိုပြောတတ်သည်ကာလာသားတွေသဘောချက်တတ်တော့ညဉ့်ညမ်းပုံမြင်တွေကိုပြောတတ်သည်သူကြားဖူးတီပုံမြင်တွေလည်းဖြစ်နိုင်တယ်လို့သူ့မူပိုင်ပုံမြင်တွေလည်းဖြစ်နိုင်သည် တို့ကြောင့်ကာလာသားများကသူ့ကိုခင်ရမဆန်းသူကလူငယ်တွေကိုအပြောကောင်းခြင်းတစ်ခုတည်းနဲ့စီယုံထားသည်ကျွန်တော်ကိုလည်းတခါကသူပြောမှုသည်ငါတူမင်းလည်းလားမဟုတ်ကိုတည်တယ်မဟုတ်လားမင်းကျူရှင်မလာတက်တက်ကောင်းမလေးလေးတည်တယ်ဦးကြီးဘာဖြစ်လို့လဲသူကတို့အပိုင်းမှာနေတာကွာသူ့အိမ်မှာကိုင်းရရောင်းနေအဲ့ဒါငါတူကအကြောင်းပြီးရင်နင့်ကိုယူမလို့ပြောရင်ကောင်းမလေးကငါ့ကိုကိုင်းရအလက်ကားကျွေးတယ်ဦးကြီးကမဟုတ်ကဟုတ်ကရီကျူရှင်လာတက်တဲ့သူတွေကိုပောက်ကြရတယ်ရှောက်မပြောပါနဲ့ဗျာ ခေါင်းမလေးကမင်းကိုစိတ်ဝင်စားနေရကွာတော်ပါတော့ဗျာပြဿနာမချပါနဲ့ကျွန်တော်ကြည့်ရှင်ပြတ်ပါလိမ့်မယ်တို့တော့ဥခင်ကြီးဒီရုံဝတီအထဲတွင်ပါသူမဟုတ်သူကွန်ရတရားအလကားစားရဖို့လှုပ်ချံဖဏိထားသောဇလန်းတွေကိုရှောက်ပြောတာလည်းဖြစ်နိုင်သည်တခါတုန်းကလည်းကျွန်တော်မက်မိသေးသည်ကျွန်တော်ဒီជីជីတော်ခင်အေးအိမ်တို့ရောက်ရှိနေခြင်းဖြစ်သည်ထိုစဉ်ဥခင်ကြီးရောက်လာပြီးအမအေးကျွန်တော်အိမ်မှာထင်းမရှိဘူးဗျာထင်းလေးနည်းနည်းလားဟုတောင်းသည်ဒိုးစီမှာလည်းခွဲပြီးသားထင်းမရှိဘူးမင်းမသားမင်းထင်းပေါက်သွားလေနောက်ဖေးမှာထင်းတို့တို့ရှိတယ်ပစိန်ကမွေးဖို့ကန်ထဲမှာရှိတယ် တော်ခင်အေးရပြန်ပြောသည်ကျွန်တော်လည်းဥခင်ကြီးဘာလုပ်မလဲဆိုဒီကိုစိတ်ဝင်စားနေမိသည်ဥခင်ကြီးဒီကျွန်တော်ကိုမြင်သွားတော့ငါတို့မင်းရောက်နေပါလားကွာဆိုကမိဖို့ချောင်းတဲ့ရှိပစိန်ကိုတွားယူသည်ကြီးကြီးကပေါက်ခိုင်းတော့ထင်းနှုံးကတော့ခွဲရခက်သဖြင့်ကြံနေသေးသောကုတ်ကူသားအမြင့်ဆုံးအတုံးတုံးဖြစ်သည်ထိုအမြင့်ဆုံးကိုမြင်တော့အခါဥခင်ကြီးမျက်နှာပြက်သွားသည်ထို့နောက်ပစိန်ကိုမြောက်ကမန်ပါပါ၃လေးချက်လောက်တော့ပေါက်လိုက်သည်ထို့နောက် တခြားလောက်တွေရှိသေးတယ်မမကြီးနောက်မှပဲလာတော့မီဆိုကပတ်စိချပြီးထွက်သွားတော့သည်ကျန်နေသည့်ပစိန်ကို ကျွန်တော်ကမနေတတ်သဖြင့်မူလနေရာမှာပြန်ထားပြလိုက်ရသည်သည်ဒုက္ခင်ကြည်သည်အရက်ကလေးတမျှများနှင့်ရွာရိုးကိုပေါအောင်လို့မရှိကိုင်းမရှိလက်လက်သွားသည်အချိန်တန်၍အိမ်ပြန်ရင် ရောက်ခမထမင်းအုပ်ကိုတက်နိုင်စားသည်ကြာတော့ရောက်ခမတွေကမကြည်ဘူးမွေးထားသည့်ခလေးတွေကလည်းရောက်ခမအင်ဘော်ရင်သာတက်နေတော့သည်နောက်ပိုင်းဥခင်ကြီးတရင်ချားရသည်ကတော့ဖဲဝိုင်းညာရှာကဖဲရိုက်လာခြင်းပင်ဖြစ်သည်ရောက်ခမလည်းမိသည့်စီပွားရေးအလုပ်မှသူ့ကိုဦးစီးရေမလုခိုင်းရဲလုခိုင်းနေဖဲရိုက်ပြည့်ရကုန်တာအကြီးပင်ဖြစ်သည်ပတ်စံကုန်နေအိမ်တို့မပြောင်းရဲပြန်မလာရဲရန်ကုန်ရှိအသည့်မိတ်ဆွေများထံတွင်တစ်ဖက်ဆဲရလောက်စတေးရှောင်နေတတ်သည်သူ့မိမကသာရွာမော်တော်စိုက်ချိန်တိုင်းတွင်သူ့ပါမပါလာလာကြည့်ရသည်ကအမောပင်ဖြစ်သည် ဥခင်ဂျီဒီအဖွားထံအဖြစ်စီကထောက်ပံ့ငွေရသည်ဟုကြားသည်နှင့်ရွာထဲရှိကုန်စုံဆိုင်ကလက်ဖက်အကျော်ဆုံးငင်းနေပပဝဲကအမေစားဖို့ဆိုပြီးလာပေးတတ်သည်အဖြစ်အကိုကြီးဥခင်မောင်ကတော့ဒီယုံမြင်လို့ဒီချုံထွင်းတဲ့ဆိုတာကိုသိပြီးသားဖြစ်သည်သူကြောင့်ကျွန်တော်အဖွားအိမ်ပြောက်တည်ဟုဆိုကဥခင်ကြီးကိုဟဟပပမရှိလားကြီးဘာကြီးကဒီကောင်ကတသက်လုံးကြီးပွားတော့မှာမဟုတ်ဘူးမိဘခိုင်းသိနေတဲ့အကောင်ဟုပြောတတ်သည် အဖွားကသာသူ့သားဘက်ကကာတီအမလေးတိတက်လိုက်တဲ့ဒါလေးဟုပြောပြီးအဖေကတော့တော့ငွေထဲကတချို့တဝက်ကိုခွဲပေးတတ်သည်ဟုကျွန်တော်ကြားသည်နောက်ပိုင်းတွင်တက္ကသိုလ်များအစာဖွင့်ချိန်၌ကျွန်တော်သည်ရွာကျူရှင်ဆရာဘွားကအပီးတိုင်ရှင်းနာခဲ့သည်တော်တော်လဲဥခင်ချီနင်းတော့အဆက်အသွယ်မပြတ်ခဲ့ပါဥခင်ချီသည်တနည်းကိုအနည်းဆုံး၃လခေါက်တော့ကျွန်တော်တို့အိမ်ကိုရောက်လာတတ်သည်အဖွားဖြစ်သူကတော့ဒီငွေကျွန်တော်နဲ့ပေးရင်မရတော့တဲ့ဖြင့်ဥခင်ချီနင်း၃လစာလူချုံပေးလိုက်သည် အဖေက မောင်ခင်ကြီးမင်းတည်တည်ကြကြပေးလိုက်နော်ဆိုသည့်ဂတိကိုတောင်းတော့ဟုတ်ကဲ့အကိုဟုပြန်ပြောသည်။နောက်တလက်ခန့်တလခန့်ကြတော့ကျွန်တော်အဖွားဒီမီးဝမ်းခွဲကောင်မလေးတစ်ယောက်ကိုခေါ်ကာကျွန်တော်တို့အိမ်ကိုရောက်လာသည်။ကျွန်တော်တို့ကသူ့ကိုခါတိုင်းလိုပုံမှန်ဝင်ပထောက်ပံ့နိုင်တော့သဖြင့်စီးပွားရေးအခြေအနေကောင်းမှကောင်းရလားဆိုပြီးစိတ်ပူကာလာရောက်ကြည့်ရှုခြင်းပင်ဖြစ်သည်။အဖေကအဖွားကိုမေးလိုက်သည်။အမေမောင်ခင်ကြီးနဲ့သုံးလစာပူခံလိုက်တာမရဘူးလား။မရပါဘူးကွယ်။သူလာတော့လာပါတယ်။မင်းတို့လည်းအရင်ကလိုအချိန်နေသိမ့်မကောင်းဘူးလို့ပဲပြောတယ်။ ပြီးတော့ဟိုအကြောင်းဒီအကြောင်းပြောပြီးပြန်သွားတာပဲဗာပတ်စံမှမပေးပါဘူးထိုအခါကျတော့မှကျွန်တော်တို့ဒီအကြောင်းစုံကိုသိလိုက်ရသည်ဦးခင်ကြီးကအဖွားကိုပေးရမည်ပတ်စံကိုဘယ်နေရာမှာတုံးလိုက်ပြီလဲမသိဖဲများရှုံးရည်လားဒါမှမဟုတ်ချဲများအကျွေးထိုးရင်မပေါက်တပြင်းပေးလိုက်ရပြီလားမသိဒီစားတာတခုကတော့အဖွားစီတို့တပြားတစ်ချက်မှမပေးခြင်းပင်ဖြစ်သည်ဒီကိစ္စနဲ့ပတ်သက်၍အဖေကဒေါသပောက်ွယ်တော့သည်ခင်ကြီး ငါအိမ်ရှိတောင်မင်းစေနဲ့ဟုရဲစံပန်ပြလိုက်သည်တို့ဖြင့်ဥခင်ကြီးနေကျွန်တော်မိတို့မိသားစုမှာယာယီအဆက်အသွယ်ပြတ်သွားခဲ့သည်တို့တော်လည်းစောင်းညတညတွင်ဥခင်ကြီးနေပြန်လည်တွေ့ဆုံခဲ့ပါသည်ချင်းလာတော့ဇန်နဝါရီလ၏စောင်းညတညည၈နာရီခွဲခန့်တွင်ဥခင်ကြီးသည်မောကြီးပန်းကြီးရောက်လာသည် ူပုံစံနေသားကိုကြည့်ရတာအိမ်မှာအိမ်မီပုံစံမျိုးဖြစ်သည်ထို့ကြောင့်ကြံသည့်ကိစ္စကိုနောက်ထား၍ခုနိုင်မထုတ်ခင်ရက်ွက်ယုံနှင့်အစဉ်တန်ရန်သာအရှင်လောက်ရတော်မူကျွန်တော်ဒီဥခင်ကြီးကိုရက်ွက်ယုံတို့သာခတ်တတ်ခေါ်ဆောင်လာခဲ့သည်လမ်းတွင်သူကဖြစ်နိုင်ဥကြီးမင်းတို့စီကိုမလာချင်ပါဘူးကွာအခုဟာကမလာမဖြစ်လို့လာရတာပါဥကြီးသမီးအကြီးမင်းနဲ့ဆိုရင်တဝန်းခွဲပါပဲအခုစိတ်ုံတင်ထားလို့အရေးပေါ်ငွေလိုလို့ပါကွာဟုပြောသည်ကျွန်တော်ကတော့ဘာမှပြန်မပြောဖြစ်ပဲသူပြောသမားကိုသာနားထောင်နေပြီသည်သူ့သမီးတွင် နှလုံးသွေးကြောခြင်းယောဂါရှိကြောင်းဆေးရုံစရိတ်လိုအပ်သဖြင့်မလာခြင်းသည့်အကြာအခါမျက်နှာအောက်ကျခံကရောက်လာရသည့်အကြောင်းများကိုရှင်းပြသည်ပြောရင်းနှင့်မျက်လုံးက စီးကြလာတော့မြေအများကိုလက်ခုံပြင်းထုတ်လိုက်သေးသည်။အဖေကလည်းညီကိုချင်းတန်ရောစင်ဖြင့်အရင်ကိစ္စကိုစိတ်ပြေသွားပြီးဖြစ်သည်။ထို့ကြောင့်သူတမီစေကုတဇေရဲ့အတွက်ငွေကြေးအထိုင်လျောက်ပေးလိုက်ပါသည်။အိမ်တွင်တညအိပ်ပြီးမိုးလင်းလင်းကြီးဥခင်ကြီးပြန်သွားသည်။ထို့သောပထမအချိန်ပြန်လဲဝင်ရောက်ခဲ့သည်မှာအစပြုပြီးဥခင်ကြီးသည်ကျွန်တော်တို့အိမ်နဲ့ရွှေလန်းငွေလန်းပြန်ပေါက်သွားခဲ့သည်။အဖေသည်သူကျူရှင်တင်သည့်အိမ်တိုင်းကတက်နှင့်ပတ်သက်သောအိမ်တိုင်းဖြစ်သည်။ ဖြစ်သဖြင့်အာမီယန်၃လုံးလက်ဆောင်ရခဲ့သည်အဖေရောကျွန်တော်ပါမတောက်တက်သဖြင့်ထိုအာမီယန်၃လုံးကိုဒီတိုင်းပဲတင်ဆက်ထားပြခဲ့ပါသည်တရက်တွင်ဥခင်ကြီးရောက်လာတော့အခါအဖေကထိုအာမီယန်ကိစ္စကိုတတိယသွားသည်မောင်ခင်ကြီးငါအာမီယန်၃လုံးရထားတာရှိတယ်အဲ့ဒါအကိုကြီးကိုခင်မောင်ကတော့ရက်မတောက်တက်တော့သူ့ကိုမပေးတော့ဘူးမင်းတလုံးယူအမကြီးယောက်ျားကိုစိုးသိမ့်နဲ့အမမကြီးယောက်ျားကိုသိန်းထွန်းတို့ကနည်းနည်းတောက်တက်တော့တယောက်တလုံးစီပေးလိုက်ပါကွာဟုပြောပြီးသူ့လဲဆောင်ရရှိထားသည့်အာမီယန်၃လုံးကိုပေးလိုက်သည် ။အာမီယန်ကကျမ်းမာရေးအတွက်ကောင်းတယ်။ကျေးဇူးပဲအကိုကြီး။ကျွန်တော်ကိုစိုးသိန်းနဲ့ကိုသိန်းထွန်းကိုတိချပေးလိုက်ပါမည်ဟုအမဘန်ဒီခန်ကဥခင်ကြည့်သည့်အာမီယန်သုံးလုံးကိုယူကာပြန်သွားလေတော့သည်။ထွန်းနှင့်နေရင်းအဖေသည်ရွာသို့အလဲရောက်သောအခါစကားတိုက်ဆိုင်၍ဒေါခင်စောကိုရောဒေါခင်အေးကိုရောထိုအာမီယန်ကြောင့်မိကြည့်သည်။ဥခင်ကြည့်သည်ဘသူကိုမှအာမီယန်မပေးဟုသောအဖေရသည်။ထိုအာမီယန်ကိစ္စကိုအမျိုးများရှိရင်မျက်နာစုံကြီးရှင်းကြတော့ဥခင်ကြီးကတည်တည်ငြိမ်ငြိမ်ပဲရှင်းသည် အမကြီးရောမမကြီးကအမကြီးမမကြီးရောသူတို့ယောက်ျားတွေရဲတပ်တာမကြိုက်ဘူးလေဗျာကျွန်တော်ကသူတို့ချီသွားပြီးပတ်စံလေးပါလေးချီနေရတာမို့သူတို့မကြိုက်တဲ့အလုပ်တွေရှောင်ရတယ်တော်ကြာသူတို့ယောက်ျားတွေအရက်တောင်ကျွန်တော်မြောက်ပြီးလဲဆိုပြီးကျွန်တော်ကိုပြဿနာချလိုက်မယ်နောက်ဆုံးတော့ကျွန်တော်လည်းမပြေးရရနဲ့ပဲကိုယ့်ဘာသာတောက်ပြလိုက်တာကုံသွားတဲ့အကိုကြီးပြောရအဖေကိုဖြစ်ချင်းကျက်ထုတ်ပါတော့ဒီသူပြောဒီမှာလဲတဘာဝကြပြင်ပါသည်ဒခင်ဆော်ရောဒခင်အေးပါသူတို့ယောက်ျားများအရက်တောက်ကြသည်ကိုစိုက်နှစ်သက်ချင်းမရှိကြပါဘူး ထို့ကြောင့်ဥခင်ကြီးနေဖြင့်အာမီယန်ပလင်အာမီယန်ပလင်နပလင်ကိုမပေးရဟုပြောသောထိုစကားကယုတ်တိရှိနေပြန်ပါသည်နောက်ဆုံးမှာတော့သူ့ကိုလူကြုံပေးခိုင်းလိုက်မိခြင်းကိုပင်အပြစ်တင်ရမည်ဖြစ်ပါသည်တခါလုံးကလည်းမမှီပါသေးသည်ကျွန်တော်တို့အိမ်တို့ရောက်လာတော့သူကပြောသည်ဥကြီးတိရစ္ဆာန်ယုံဝင်ခရရသေးတယ်ကွာဟာဘာဖြစ်လို့လဲပင်လယ်ကန်းစားကဖုံးချောင်းကိုကဘာလေးကြီးတကောင်တက်လာလို့ကွာအဲ့ဒါဥကြီးတိရစ္ဆာန်ယုံကိုဝင်ပြီးသွားဖမ်းဖို့အကြောင်းကြားတာ ။နောက်တော့မှဇလန်းကိုကျွန်တော်သိလိုက်ရသည်ဥခင်ချီတွက်ဆထားသည်ကတရိတ်ဆန်ယုံကသူ့ကိုစုချေးလေးဘာလေးပေးလိမ့်မည်ဟုမျှော်လင့်ထားခြင်းဖြစ်သည်။သို့တော်လက်တွေ့ကထင်သလိုမဟုတ်တရိတ်ဆန်ယုံဝန်ထမ်းများကကမ္ဘာလေးကြီးကိုတွားဖန်သောအခါဖုံးကြီးကမပေးနိုင်ပါဘူးဟုမောင်းနှင်လွတ်သဖြင့်ဝန်ထမ်းများတက်ခေါက်ပြန်လာခဲ့ရသည်။ထို့ကိစ္စနှင့်ပတ်သက်၍သက်ဆိုင်ရာတာဝန်ရှိသူတယောက်ကဒီကောင်တော်တော်ရှုပ်တဲ့ကောင်ကအချုပ်ထဲထက်ထားလိုက်ဟုပြောသည်ဟုဆိုသည်။သို့တော်လည်းဥခင်ချီအချုပ်ထဲသို့မရောက်လိုက်ပါဥခင်ချီသည်အသက်တဖြည်းဖြည်းကြီးဟင်လာသည့်အချိန်ထူးခြားပြောင်းလဲလာသည်ကိုမထွေရပါ။သမီးကြီးဖြစ်သူ ြီးအင်အောင်ချရဲ့တားဖြစ်သူကလည်းမလေးရှားသို့သွားကာအလုလုနေပြီတားသမီးများအီအီရွယ်သို့ရောက်အောင်ចောင်းထားပြီးပြီးជွေးမွေးပြစုခဲ့ဒီမှာလည်းသူ့ရောက်ခမများသာဖြစ်သည်တိုးတော်လည်းသူကတော့ဒုံရင်းဒုံရင်းမြင်ဖြစ်သည်အရက်ကလေးတမျက်များလူငယ်ကာလာသားများနဲ့တို့ရဲ့တောင်းစီရင်မြအစကားများကိုပြောလိုက်အချိန်တန်ရောက်ခမအိမ်ကထမင်းအုပ်ကိုတက်နိုင်လိုက်လင်မယားရှံဖြစ်လိုက်နေအဆရှိသောအကြောင်းများကိုသာကြားနေရပါသည်တခါကလည်းကျွန်တော်အဖေပါပတ်စံဆိုင်ပေးခဲ့ရသောဖြစ်ရက်တစ်ခုကြုံခဲ့ရသည်ဥခင်ကြီးသည်အလုံးမလုံးသဖြင့်မိမလှုပ်သူကနေ့စဉ်နဲ့အမျှမြည်တွန်တောက်သီးသည့်တံကို မခံနိုင်သဖြင့်စပိန်တစည်းပြည့်လက်လက်ထီရောက်သည်ထီလက်မှတ်များကိုချုပ်တင်စပေါ်တင်ရခြင်းမျိုးမဟုတ်နားလည်မှုပေးပြီးရောင်းခိုင်းခြင်းမျိုးဖြစ်သည်ဥက္ကင်ချီတီသူ၏မူလလက်ဟောင်းယာလေးစပိန်တစည်းပြည့်လက်ထဲတကလက်ကထီရောက်သည် ရောင်းတော့လေရိုးတန်းတန်းရောင်းချင်းမျိုးမဟုတ်ထိပေါက်ပါစီဗျာဒီကနန်းကကောင်းတယ်ညကကျွန်တော်အိမ်မက်မက်တယ်ငားနဲ့စတဲ့ကနန်းကထီစုကြီးပေါက်တော့မှအဆက်ဆက်ဖြင့်ရွှမ်းရွှမ်းဝင်အောင်ပြောဆိုပြီးထီရောင်းတော့သည်တော်ရွာများတွင်တော်ယုံတန်ယုံလူရောင်းရင်မကောင်းမကုံတော့ထီလက်မှတ်များသည်ဥခင်ကြီးရောင်းတော့ကုန်သည်ကံကောင်းသည်ကတော့ထီထွက်သောအခါစုကြီးမပေါက်သည့်တိုင်ဟိုလူကတွဝင်ဂျီလူကတွဝင်ဝင်ကုန်ချသည်စုတေးသေးလေးများတော်တော်များများပေါက်ကုန်ချသည်တိုးတော်လဲဒါကတလမြတာခံပါသည်နောက်တလတွင်ထီလက်မှတ်များရောင်းချပြီးပတ်စံအာရမြေခါသူ မှအပ်စရာမရှိတော့ဖဲဝိုင်းမှာကုန်ပြီထီဖွင့်ပြီးသည့်တိုင်ထီအောင်ရငွေများမှအပ်နိုင်သဖြင့်သူ့ကိုထီလက်မဲ့ရောင်းခိုင်းသူကရဲကိုတိုင်တော်သည့်ထို့ကြောင့်ဥခင်ကြီးအချုပ်ထဲသို့ရောက်ပြန်ပြီသူ့အမျိုးသမီးရောက်ခမဘက်ကလည်းစိုက်မပေးနိုင်တော့ထမင်းတင်ကျွေးထားတာနောက်လွန်လာပြီဟုဆိုသည်ဒီကိစ္စနဲ့ပတ်သက်ပြီးဘာကြီးဥခင်မောင်ကတော့မောင် ချင်းကြီးနဲ့ပတ်သက်တဲ့ကိစ္စငါ့ကိုလာမပြောနဲ့ဟုစတိပြေစကားတခွန်းနဲ့ဆိုတော့သည်ကျွန်တော်တို့အဖကသမီးတွေကိုအကူအညီတောင်းသဖြင့်ဒေါခင်စောသည်ထူကိစ္စကိုဥဆောင်ရတော့သည်ဒေါခင်စောဒေါခင်အေးနှင့်ကျွန်တော်တို့ဖြေ၃ယောက်ပေါင်းပြီးထီအောင်ရငွေများကိုစိုက်ရောပေးလိုက်ရသည်တစ်ဖက်သားကိုလည်းအမှုမလုပ်အောင်တောင်းမလိုက်ရသေးသည်ဒီနောက်ပိုင်းတွင်အဖဆုံးသွားခဲ့သည်ဒေါခင်ကြီးလည်းကျွန်တော်တို့စီကိုတစ်နှစ်မှတစ်ခါလောက်ပဲလာရောက်တော့သည်အလာကတော့တော်တော်ကျဲသွားသည်တိုးတော်လည်းဒီဘက်ခေကာလာတို့ရောက်တော့အခါလက်ကင်ဖုံးများမြို့ရောကြီးလက်တော်ရများတွင်မှရှိနေသဖြင့်ဒေါခင်ကြီးနှင့်ပတ် သက်သောဒရင်တစ်ခုကိုကြားလိုက်ရပြန်သည်ဥက္ကချင်းတယောက်အင်းစိန်ထောင်ကိုရောက်နေတဲ့သူ့ရောက်ခမကြီးကိုလေးခွားနဲ့ပြစ်လို့တဲ့ ဖះဖះဘာတွေဖြစ်ကုန်ပြီလဲဟူတာညီတန်းပြီးတော့ဒီသူနေပတ်သက်တော့နောက်ဆက်တွဲစကားများကိုလည်းထတ်ကြားရသည်သူထောင်ကလွတ်တော့နေစရာမရှိပေရွက်ခမအင်ကသူ့ကိုပြန်လုံးဝပြန်လည်းမခံတော့အိမ်ရိတ်တောင်မနေရတော့ဘူးဆိုသည်ထို့ကြောင့်ပင်လယ်ကမ်းဆန်နာကရွာလေးတရွာတွင်စင်မျိုးတော်ဆက်သည်ဥပစင်းကြီးဥဆန်တီမှာကြောင်းထိုင်တော့ကြောင်းတွင်ဖုံးကြီးတွားဝင်နေသည်ဟူကြသည်တိုးတော်လည်းဘဒော့လူထွက်မလဲဆိုတာကိုပင်ဆက်လက်နားထောင်ဖို့ပဲရှိပါသည် ဇောင်းကငါနီးတရက်တွင်ဥခင်ကြည်သည်ကျွန်တော်တို့အိမ်ကိုပေါက်ချလာပြန်သည်အမကြီးကတော့မမအေးကကောမင်းတို့မိသားစုကို မပေးရတာမပေးရတာကြာလို့ဥကိုလာပေးခိုင်းလိုက်တာဟုဆိုကတောထွက်ပစ္စည်းစားစရာတွေကောင်းညင်းဆန်တွေဟင်းလျာတွေပါလာသည်အဖေကသူ့ကိုမေးသည်ပေါက်ခင်ကြီးမင်းဖုံးကြည့်ဝစ်လိုက်သေးတယ်ဆို ဟုတ်တယ်ကိုရဝါရင်းလုံးကဝစ်လိုက်တာဝါထက်တော့လူဝစ်လဲပြီးမမအေးတဲမှာဝိုင်းလုပ်ပေးနေတာမမအေးကစပါးတရားပေးမယ်ပြောတယ် သူ့ကိုကြည့်ရသည်မှာအရင်ကလိုမဟုတ်ဘဲတောက်တောက်ပြန်ပြန်ဖြစ်နေသည်ထိုစဉ်ကျွန်တော်အမေကစကားတခွန်းဝင်မေးလိုက် မောင်ခင်ကြီးပြည့်ရက်ကမာကိုခွားနဲ့ပြစ်လို့ဆိုဟုတ်တယ်ဦးကြီးကျွန်တော်တို့လည်းကြားတယ်ဘလို့ဖြစ်တာလဲဟုတ်ကျွန်တော်ကဝင်မေးလိုက်သည်ဒီလိုကွာငါတို့က တရက်မှငါအရက်မူပြီးပြန်လာတယ်။လူကလည်းတော်တော်မူးနေတာ။မိမနဲ့စကားများချင်းဖြစ်နေတော့ငါဘိုက်ကိုလောက်စလုံးလာမှန်တာ။ပြီးတော့ငါနှစ်ဖူးလာမှန်တာ။ရောက်ခမကြီးကသူ့အိမ်ပေါ်ကနေငါ့ကိုကွားနေပြစ်နေတာကွာ။ငါလည်းအနာကကွားကိုလေးကွားကိုယူပြီးပြန်ပြစ်လိုက်တာ။သူ့ကိုချက်ကောင်သွားမှန်တာနဲ့တူပါတယ်။ရဲစခန်းကိုဖုံးဆက်တိုင်လို့ရဲတွေရောက်လာပြီးငါ့ကိုဖမ်းသွားတော့တာပဲ။ရောင်ရောက်တော့လဲငါ့ကိုချက်ချင်းစီချက်ချလို့အင်းစင်ရောက်သွားတယ်အဲ့ဒီမှာနေတန်းစီလောက်တဲ့ကောင်ကငါ့ကိုမြင်ရောဟာကိုခင်ကြီးဘယ်လိုဖြစ်လာတာလဲမေးတယ်ဒီလိုပဲကွာလို့ပြန်ဖြေလိုက်တယ် ဥကြီးနဲ့တန်းစီလုတ်တဲ့တန်းစီလုတ်တဲ့သူနဲ့အတိလို့လားကျွန်တော်ကဖြတ်မိလိုက်သည်တိတာဗောဟိုတုန်းကတမန်နေခစ်တုန်းကပဇွန်တောင်းမှာငါတို့တွေဆန်လာရောင်းရင်တို့နဲ့ဖဲတူတူရိုက်တယ်သူကလူတက်မှုနဲ့ထောင်ထဲရောက်လာပြီးတန်းစီဖြစ်နေတာသူကျေစုကြောင့်ငါထောင်ထဲမှာကောင်းကောင်းမွန်နေရတာထောင်ထဲမှာတကယ်ပျော်စရာကြီးကွာလူတွေကသူ့အလုပ်သူ့လုပ်ကိုယ့်အလုပ်ကိုယ့်လုပ်သူတွေကြီးပဲငါအတိတွေနဲ့လည်းပြုတ်ခတ်သေးတယ်ကွာငါကွာထောင်ထဲမှာနေရတာအပြင်မှာနေရတဲ့တောင်ပျော်စရာကောင်းနေသေးတယ်သူပြန်ကနီးမှာကျွန်တော်ကိုပြောသွားသေးတယ် ။ဥကြည့်ခုရက်မတော့တော့ဘူး။ No drinking when ကြီးရချော်သွားပြီ။လုံးဝလဲပြတ်သွားပြီ။တဲဟုတ်ပါလားဥကြည့်ရ။မမရဲ့အိမ်မှာနေရလေးကွာ။ရက်တော့လို့ပဲရမလဲ။မမကြီးကလုံးဝလဲမခံဘူး။อืมနောက်ဆက်တဲစကားကြားလိုက်တော့မှချီးကျူးခြင်းစိတ်ကရော့ပါသွားခဲ့သည်။ဆောဆောကပြောသည့်ဥခင်ကြီးပြောစကားနားထောင်ရသည်မှာအင်းစိန်ထောင်သည်တာယာချမ်းမြေပွဲကောင်းသည့်နေရာတစ်ခုဖြစ်နေသည်သူစကားကိုကြားတဲ့သူတွေထောင်ပြခြင်းစိတ်ပင်ပေါ်လာနိုင်သည်သူပြန်သွားတော့အဖေကိုကျွန်တော်ပြောသည် အဖေ ။အင်းစိတ်တော်မှာဥခင်ကြီးတက်တော်တက်တာနေခဲ့ရပုံပေါ်တယ်။ထွဲခါအဖေကကျွန်တော်တို့တခုနဲ့ပြင်ဖြစ်သည်။မင်းကလည်းကွာသူပြောသမျှဟုတ်အောင်မကိုဘယ်တုန်းကမှသူ့စကားကိုအကုန်ယုံလို့ရလို့တယ်။ ီနောက်ပိုင်းဥခင်ကြီးတရင်တွေကတော့အမျိုးရည်စီကကြားချလာရသည်တာသမီတွေကလည်းသူ့ကိုအတိအမှန်မပြုတ်ချမိမကပြန်လဲလက်မခံတဆောင်းတွင်လိုဒေါခင်အိမ်တွေအလုလုပြီးရသည့်ပတ်စံကိုကြကြမထိန်နိုင်ပဲဖဲချပစ်လိုက်ရာကုံသွားပြီးဟူသောတရင်ပင်ဖြစ်သည်ဥခင်ကြီးသည်မိုးရင်းဘက်သို့ရောက်ပြီးဆိုရင်ဖုံးကြီးပြန်ဝစ်သည်စောင်းပေါက်တော့မည်ဆိုရင်ဖုံးကြီးပြန်ထွက်ကာဒေါခင်အေးဤလဲတဲ့၌စဘာယူစနစ်ပြေဝိုင်းလုပေးနေသည်ဟူကြရသည်မိုးရင်းလိုရွှေနယ်အဖွဲ့ထဲဆင်းရမည်အချိန်တွင်သူသည်တာသနာဤအရေးကိုခိုလုံသွားတော့သည် အခုကျွန်တော်အမေနေထိုင်မကောင်းတော့ရွာကထပ်ပြေးလိုက်သည်ဟင်းလျာများဘဲဥများယူပြီးလာတော့မှမတွေ့ရသည်မှကြာပြီးဖြစ်တော့သူ့ကိုပြန်တွေ့ရခြင်းမဖြစ်သည်လက်ထဲမှာရွှေလက်စုပ်သုံးခွင်းကိုတွေ့လိုက်ရတော့အထိုင်လျောက်လိမ္မာနေပြီဟုပြောရမည်လားမသိတိုးတော်လည်းသူ့ကိုကြကြမချီကျူးရဲပါဥခင်ကြည်သည်အသက်60ဆုံးသည့်အထိဘယ်လောက်ကိုမှမမေရရလောက်ဘူးတလဲဟုမေးလျင်ပါကိုမှမမေရရမလောက်ခဲ့ဘူးဟုသာဖြေရမည်ဖြစ်သည်ဒါမြင့်နေတွင်သူ့မိန်းမနှင့်ပြန်ပေါင်းမိဟုတော့ပြောသွားသည်ကျွန်တော်တို့ကအကြောင်းသိသဖြင့်သူ့စကားကိုရှား não que မယုံကြည်ပြန်ပောင်းမီတဒိုးသားလောင်းကြီးအသက်က60ဆုံးနေပြီဖြစ်သည်ဆရာတော်လာဆွေဤမာနနဲ့ကာလဝတ္ထုတဲကရက္ခမအိမ်ထက်ခုမတဲ့တမက်အိုကလေးမောင်ဖအေးရှိသလားဗျို့ဆိုတော့စာသားကိုတတိယမိသည်ဝတ္ထုတဲကတမက်အိုမောင်ဖအေးကိုရောသူရက္ခမကြီးကလူလာလက်ခံသည်ကျွန်တော်ဦးလေးကိုရောအသက်80တော့ရက္ခမကြီးကလက်ခံဖို့အခွင့်အလမ်းနဲ့ပါလာသည်ဦးခင်ကြီးကိုပြန်လက်ခံတင်မခံတင်ကျွန်တော်တို့ထက်စားရင်တသက်လုံးပေါင်းလာသည်သူဇနီးရပဲပူတည်လာပါလိမ့်မည်ဦးခင်ကြီးဒီလာ မဲ့နွေမှာရွက်ခမအိမ်ထက်ပြန်တက်မတက်ရေးကိုကျွန်တော်တို့အနေဖြင့်စောင့်ကြည့်ရုံမှတပါ။အိုင်မြင့်အခုလိုအချိန်ပြေးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။အားလုံးပဲဘေးရန်ပေါင်းကင်းဆင်ပြီးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာ။